ဗန်နိုင်ငံမှာဂီနိုဂျီယူဆေလို့ခေါ်တဲ့အလုတ်တင်ဗီဇာစာအီကူဆေရှူရိုဆေဒိုလို့ခေါ်တဲ့လောတမတိုးတက်ရေးဗီဇာအသစ်နဲ့အစားထိုးမဲ့ဥပဒေမူကြမ်းကိုပြီးခဲ့တဲ့2024ခုနှစ်မှာစတင်အတည်ပြုထားခဲ့ပြီးလာမယ့်2029ခုနှစ်ဧပြီလ1ရက်နေ့ကနေစတင်အသုံးပြုသွားဖို့ရှိနေပါတယ်။အီကူဆေရှူရိုဆေဒိုလို့ခေါ်တဲ့ဗီဇာစတင်အသုံးပြုခြင်းကစပြီး ကီနိုဂျီချူစေလို့ခေါ်တဲ့အလုတ်တင်ဗီဇာကိုတော့အစင်လိုက်တဖြည်းဖြည်းချင်းနဲ့ဖြတ်သိမ်းသွားမယ်လို့ဆိုပါတယ်ဂျပန်နိုင်ငံကိုနိုင်ငံခြားသားအလုတ်သမားတွေအများဆုံးဝင်ရောက်ခဲ့တဲ့ကီနိုဂျီချူစေလို့ခေါ်တဲ့အလုတ်တင်ဗီဇာဟာနိုင်ငံတိုးတက်ရေးအတွက်နှီးပညာဖလှယ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့စတင်ခဲ့ပေမဲ့လက်တွေ့မှာတော့အလုတ်သမားတွေအလုတ်ချိန်ကြာမြင့်ခြင်းလောက်ခလာစားနေခြင်းအလုတ်သမားအခွင့်အရေးချိုးပေါက်ခံရခြင်းစတဲ့ပြဿနာတွေနဲ့ကြုံတွေ့လာခဲ့တာကြောင့် အစိုးရကပြန်လည်ပြုပြင်မှုဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။ယခုအစားထိုးမယ့်ဤခုစေရှူရိုဆဲဒိုလိုခေါ်တဲ့အလုတမားတိုးတက်ရေးဗီဇာတက်မှာတော့အလုတမားတွေကိုတရားဝင်အလုတမားအနေနဲ့လေ့ကျင့်ပေးပြီးအလုလုခွင့်ပေးတာပဲဖြစ်ပါတယ်။ပြောချင်တာကတော့လုတ်တင်တင်နန်းတာမဟုတ်တော့ပဲတိုက်ရိုက်အလုတမားဖြစ်တတ်မှတ်အသုံးပြုသွားတာပဲဖြစ်ပါတယ်။ယခင်ကအလုတင်ဗီဇာနဲ့မတူပဲဒီဗီဇာတက်ရေးကွာခြားချက်တွေကတော့အလုတ်ပြောင်းလဲခွင့်ရှိခြင်း လစာအလုတ်ချိန်စတဲ့စီးမြင့်တွေကိုအတိအကျသတ်မှတ်ထားတာကြောင့်အလုတ်သမားအခွင့်အရေးပိုကောင်းလာခြင်းနဲ့တိုကူတေကီနိုလို့ခေါ်တဲ့အထူးအလုတ်ဗီဇာကိုပြောင်းလဲနိုင်တဲ့အချက်တွေပဲဖြစ်ပါတယ်ဒီဗီဇာအတွက်မှာတော့တိုကူတေကီနိုဗီဇာရဲ့လုပ်ငန်းနှစ်ပယ်16ခုကိုအခြေခံထားပြီးအခြားလိုအပ်မှုရှိတဲ့အလုတ်နှစ်ပယ်တွေကိုလည်းထပ်ထည့်ဖို့စီစဉ်ထားတာကြောင့်အရင်းများတဲ့လုပ်ငန်းနှစ်ပယ်အမျိုးအစားတွေပဲဖြစ်ပါတယ်ဂျပန်ဘာသာစကားကျွမ်းကျင်မှုအနေနဲ့ကတော့ ဂျပန်စာအခြေခံ level M5 ကိုအောင်မြင်ထားဖို့လိုပြီးအရင်အလုတ်တင်ဗီဇာတုန်းကထက်ပိုကောင်းတဲ့ဂျပန်စာ level ဖြစ်ရမယ်လို့ဖော်ပြထားပါတယ်။ဒီဗီဇာတစ်ကအလုတ်လုတ်ခွင့်အတိအကျဘယ်နှစ်အထိပေးမလဲဆိုတာမဆုံးဖြတ်သေးပေမဲ့ရခင်ကအလုတ်တင်ဗီဇာပုံစံအတိုင်းအများဆုံး9နှစ်အထိထုတ်ပေးနိုင်တယ်လို့ခန့်မှန်းနေကြပါတယ်။အဆုံးထိနောက်ထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။